အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့လေးမှာတော့ငါးသက်မြောင်ပေါင်းပေါင်းနည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်ချင်းလို့ရေဟုတ်ကဲ့ပါငါးသက်မြောင်ပေါင်းပေါင်းတဲ့နည်းရအများကြီးရှိတယ်နော်ငါးကိုပကံနဲ့ထည့်ပြီးတော့မှအိုးနဲ့ထည့်ပြီးပေါင်းတာလည်းရှိတယ်ပေါင်းအိုးနဲ့ထည့်ပြီးပေါင်းတာလည်းရှိတယ်နော်အဲ့ဒီထဲမှာအလွယ်ကူဆုံးနည်းလေးတစ်ခုကိုတကယ်ချင်းလို့ကိုလုတ်ပြသွားမှာဖြစ်ပါတယ်တကယ်ချင်းလို့ရေငါးသက်မြောင်ပေါင်းပေါင်းဖို့အတွက်ကက်ကရိတ်ငါးတကောင်လိုပါတယ်နော်တကယ်ချင်းလို့ကတော့ကက်ကရိတ်ငါးရှိရင်ကက်ကရိတ်ငါးသုံးပါကျွန်တော်ကတော့ဇလာဘီယာငါးနဲ့ပဲလုတ်ပြသွားမှာဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါဇူးတောင်လေးကြီးခုတ်လိုက်မယ်နော်ဇူးတောင်လေးကြီးဘဟတ်လေးကြီးအကုန်လုံးဖယ်ထားမယ်ဘိုက်ဘိုက်ကလည်းဘာတစ်ခုမှမထားဘူးပေါ့နော်အကုန်လုံးဖယ်လိုက်မယ်ဗျာဦးရီပါတယ်နော်အကုန်ရှင်းထုတ်လိုက်မယ်ပြီးကြရင်ကျွန်တော်တို့ငါးကိုမှုန်းလိုက်မယ်ဗျာအခုကျွန်တော်ဗီဒီယိုမှာပြသူမျိုးလေးမှုန်းလိုက်ပါနော်အကြီးကုန်လေးကြီးရှင်းနည်းနည်းချစ်လိုက်ပါပြီးရင်ငါးကိုကျွန်တော်တို့ကရေးပြောင်းအောင်ဆေးပြရမှာဖြစ်ပါတယ်ဗျာငါရဲ့1 byte သားမှာမဲမဲလေးတွေဖြစ်နေတဲ့ဒီပေါ့နော်သူရဲ့ G တွေပေါ့ဗျာအတွင်း ဝမ်းတွင်းရမဲနေတဲ့အရာတွေညစ်ပတ်နေတဲ့အရာတွေကိုအကုန်လုံးကိုဆေးကြောလိုက်မှာဖြစ်ပါတယ်ဗျပြီးလို့ရှိရင်ရင်းနှီးအူအူထဲမှာကျွန်တော်တို့ကဇပလင်ရဲ့ဂျင်းရဲ့ငါးပိုက်တွေကိုထည့်ပြီးမှာကျွန်တော်တို့ကပြုတ်ပေးရမှာဖြစ်ပါတယ်တကယ်ကြီးလို့ရေဟုတ်ကဲ့ပါဒီနေ့ကျွန်တော်လုပ်ပြတဲ့နည်းလေးကတော့ငါးကိုပြုတ်ပြီးတော့မှလုပ်တဲ့နည်းဖြစ်ပါတယ်နော်ငါးကိုပေါင်းတာမဟုတ်ပါဘူးပြုတ်လိုက်တာပါဒါပေမဲ့လည်းကျွန်တော်တို့ကအဖုံးအုပ်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ဗျပေါင်းတဲ့သဘောမျိုးပေါ့ဗျာအငွေ့နဲ့ပေါင်းတာမဟုတ်ဘူးရည်ရဲထည့်ပြီးတော့တခါတည်းပေါင်းမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးပေါင်းတဲ့နီးလေးက ကျွန်တော်တို့အရေးပါတုံးလို့ရတာပေါ့နော်ငါးပြုတ်ရည်လေးပါတုံးလို့ရတယ်တချို့ကလည်းငါးကိုအတီးတန်ပြုတ်လိုက်တယ်ဗျပြုတ်လိုက်ပြီးမှဒီငါးကထွက်လာတဲ့အရေးကိုညှိမှဆိုးလို့အဲ့ဒီအရေးကိုတုံလိုက်ပြီးမှတီးတန်ငါးပြုတ်ရည်ပေါ့နော်ငါးရိုးပြုတ်ရည်တည်ထားတယ်ငါးရိုးပြုတ်ရည်နဲ့ပြန်ပြီးချက်တာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ငါးရိုးပြုတ်ရည်မရှိလို့ဒီငါးကနေထွက်လာတဲ့ပြုတ်ရည်ကိုပဲကျွန်တော်ကပြန်တုံးမှဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ပါငါးသက်မြောက်ပေါင်းပေါင်းဖို့အတွက်ကျွန်တော်တို့ကငါးသက်မြောက်ပေါင်းထဲမှာထည့်မယ်အစာလေးတွေအရင်ဆုံးလိဖြတ်ရတာဖြစ်ပါတယ်အစာလေးတွေလိဖြတ်မယ်ဆိုရင်ချက်တုံဖြူငရုတ်သီးစိမ်းရှမ်းနနနနနပင်အဲ့လေးမျိုးဆိုရင်ရပါပြီဗျပြီးလို့ရှိရင်ကျွန်တော်တို့ကဇပလင်နဲ့ဂျင်းကိုတော့ငါးရဲ့ပိုက်ထဲမှာထည့်ထားတာပေါ့နော်နနနပင်နဲ့ချက်နနနကိုလိဖြတ်လို့ပြီးပါပြီဆိုရင်ကျွန်တော်တို့ကတံမြာသီးလေးကိုပါလိထားလိုက်မယ်ဗျတံမြာသီးကိုတော့ကျွန်တော်ဗီဒီယိုမှာလိပြသလိုမျိုးအကွင်းလေးတွေလိထားလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကအရည်သေးကိုထည့်ဖို့အတွက်တံမြာသီးလေးအစိတ်လေးတွေလိထားလိုက်မယ်နော် တံမြန်ကြီးကတော့ကျွန်တော်က၄လုံးလောက်တောင်းထားတယ်တကယ်ချင်းလို့ရင်တကယ်ချင်းလို့အဆင်ပြေတော့တောင်းလို့ရရယ်နော်ဟုတ်ကဲ့ပါကျွန်တော်ကတော့အရေးတောက်လေးပါပကံလုံးနဲ့တလုံးပေးတာဖြစ်လို့အသီးရွက်လေးပါနည်းနည်းထည့်ပြီးတော့တီးထားတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့ကအရေးတောက်ထဲမှာထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ဗျလုံးလုံးစင်ကျွန်တော်တို့ကငါးတံမြန်ပေါင်းအပေါ်ကနေလောင်းမှုအတွက်ဆော့လုပ်ဖို့အတွက်အရေးလေးကိုတစုံကြုံကြုံလောက်ကျွန်တော်ဖယ်ထားလိုက်မယ်နော်ပြီးလို့ရှိရင်အဲ့ကြံခဲ့တဲ့အရေးပါကျွန်တော်တို့ကုနာအသီးရွက်လေးကိုထည့်ပြီးပြုတ်ပေးမှာဖြစ်ပါတယ်ဗျနူးသွားအောင်ပြုတ်လိုက်အောင်ပေါ့နော်မားတဲ့ဟာလေးတွေအရင်ထည့်ပါပြီးလို့ရှိရင်နူးအောင်ပြုတ်လိုက်ပါ ထည့်နေတဲ့အချိန်မှာကျွန်တော်တို့ကတံပြားသေးလေးညှိလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ကမိုးဖြူလေးထည့်မယ်မုံညင်းဖြူလေးထည့်လိုက်မယ်နော်ကဲရပါပြီဗျာဒါကတော့အရေးတောက်တော့ပါနော်နောက်ဆုံးမှာကျွန်တော်တို့ကငရုတ်ကောင်းလေးနည်းနည်းထည့်လိုက်မယ်နော်ဟုတ်ကဲ့ပါဗျာအရေးတောက်လေးပြီးပြီဆိုတော့ကျွန်တော်တို့ကစီတက်လိုက်မယ်နော်စီတက်ဖို့အတွက်စက်တုံဖြူငရုတ်သီးဆိုင်လေးကိုအရင်ဦးဆုံးထည့်လိုက်ပါနည်းနည်းလေးမွှေးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပဇွန်ကံပြိုင်လေးပါထည့်ပြီးတော့စီးတက်ပေးပါဗျပဇွန်ကံပြိုင်ထည့်လို့ရှိရင်မွှေးတယ်နော်တကယ်ချင်းလို့ရှိရင်ပြီးရင်ခုနကလှိရတဲ့ချက်နဲ့နန်နဲ့နန်နဲ့ပင်လေးထည့်လို့ရပါပြီ အဲ့ဒါလေးထည့်လို့ပြီးပါရင်ခုနကကျွန်တော်တို့ဖယ်ထားတဲ့ငါးပြုတ်ကြီးလေးထည့်လိုက်မယ်ဗျငါးပြုတ်ကြီးလေးထည့်ပြီးတဲလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့အရသာလေးနဲ့လိုက်လိုက်မယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီဒီဆော့ပါဗောနော်ဒီအရေးလေးကငါးရအပေါ်ကနေလောင်းပေးရမှာဆိုတော့ငါးနဲ့တွဲစားမှာဖြစ်လို့အရသာလေးနဲ့လေးလေးပြင်ပြင်လေးဖြစ်အောင်အချုံမုံလေးနဲ့ချက်သားမုံလေးနဲ့ထည့်လိုက်လိုက်မယ်နော်ပြီးလို့ရှိရင်ငရုတ်ကောင်းလေးပါထပ်ထည့်လိုက်ပါဗျငရုတ်ကောင်းလေးနဲ့ထည့်လိုက်ပါနော်ပြီးရင်တံပြားသီးလေးညှစ်လို့ရပါဗျတံပြားသီးလေးကိုနောက်ဆုံးမှညှစ်ပါနော်အရင်ဦးဆုံးညှစ်ရင်ခါတက်ပါတယ်ဗျ ြီးရင်ကျွန်တော်တို့ကအဲ့အရည်တဲ့ကိုအရသာလေးညငါးတဲ့ကိုအရသာဝင်သွားအောင်ကျွန်တော်တို့ငါးကိုခဏလောက်ထည့်ပြီးပြန်နှက်မယ်နော်ဟုတ်ကဲ့ပါဒီအရည်ထဲမှာကျွန်တော်တို့ကငါးကိုခဏလောက်ထည့်ပြီးပြန်နှက်တာမှာဖြစ်ပါတယ်ဗျအဲ့လိုမျိုးနှက်မှသာလေးရင်ကျွန်တော်တို့ခုနထည့်တဲ့အရသာလေးအရည်တဲ့အရသာလေးညငါးတဲ့ကိုတကယ်ဝင်မှာပေါ့နော်ကဲဒါတော့ဆိုရင်ငါးသက်မြပေါင်းလုံနီးလေးကိုတိလောက်ဝေထင်ပါရဗျခုနကကျွန်တော်အရည်လေးပေါ့နော်အရည်နဲ့ကျွန်တော်အသီးရွက်လေးတွေနဲ့ကျွန်တော်ထည့်ပြီးတော့ပြုတ်လိုက်တဲ့အရည်ကိုထည့်တာကိုကျွန်တော်မပြမိလိုက်ပေါ့နော်လိုအပ်ချက်လေးရှိတဲ့အတွက်ကျွန်တော်တောင်းပန်ပါရဗျ ဟုတ်ကဲ့ပါနောက်ဗီဒီယိုမှာဒီထက်ကောင်းအောင်တငယ်ချင်းတို့ကိုကျွန်တော်လုပ်ပေးမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတငယ်ချင်းတို့အတွက်အကျိုးဆုံးတရားရှိခဲ့ရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုလိုက်အရှယ်လေးနဲ့ကူညီပေးသွားပါအောင်နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်တငယ်ချင်းတို့